ခရိယံဘာသာကိုရစရာမရှိအောင်ပိုးစိုးပတ်ဆက်ဆဲဆိုရိုင်းဆိုင်တာတွေလေကောကလုတာမဟုတ်ရင်တောင်သူတပားကိုပြုတ်တဲ့ကံအကျိုးပေးပဲလေတဲ့အရှင်ဖရာတတိတော်တိကျင်တာလေးဖြည့်ပေးစေခြင်းပါတယ်ဖရာကဆက်ရခြင်းသည်ပုထုဇဉ်လူသားတွေနဲ့ဆိုင်ပါသလား တကယ်လို့ဆိုင်တယ်ဆိုရင်လူသားတွေကဘယ်လိုအပြစ်လုံးမိလို့လဲဖရားတဲ့သတုကင်ဂௌတရကျမ်းမှာတတဝါတို့အားဖြစ်စီမိတန်ဝတကတ်၃ပါးဆိုတာဖော်ပြထားပါတယ်အဲ့ဒီတန်ဝတကတ်၃ပါးကဘာတွေလဲဆိုရင်၁ရေဖြင့်ဖြစ်စီခံရခြင်းအဘောတန်ဝတကတ်၂မီးဖြင့်ဖြစ်စီခံရခြင်းတေဇောတန်ဝတကတ်၃လေဖြင့်ဖြစ်စီခံရခြင်းဝါယောတန်ဝတကတ်တို့ပဲဖြစ်ပါတယ် အခုငလျင်လှုပ်တယ်ဆိုတာမြေဒီရေ၌တည်ပြီးရေဒီလေ၌တည်တဲ့အတွက်မြေအောက်ခံရေပြင်ကို လေပြင်တိုက်ခတ်တာကြောင့်ငလျင်လှုပ်ရခြင်းဖြစ်ပါတယ်။ဒါဟာဝါယောတန်ဝတ္တကတ်စိုက်တာပဲဖြစ်ပါတယ်။ဒီကတ်၃ပါးဘာကြောင့်စိုက်ရတာလဲဆိုရင်ပုထုဇဉ်လူသားတွေရဲ့တန်တန်မာရှိတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေအာကြီးလာလို့ပဲဖြစ်ပါတယ်။လောဘအာကြီးလာပြီဆိုရင် ရေတွေလွှမ်းပြီးတော့အဘောတန်ဝတ္တကတ်စိုက်တတ်ပါတယ်။ ဒေါသအားကြီးလာပြီဆိုရင် မိတွေလောင်ကျွမ်းပြီးတော့တေဇောတံဝတ္တကတ်စိုက်တတ်ပါတယ်။မောဟအားကြီးလာပြီဆိုရင်တော့ဂေဒီအပြင်းအထန်တိုက်ခတ်ပြီးဝါယောတံဝတ္တကတ်စိုက်တတ်ပါတယ်။ဒါကြောင့်ကတ်ဆိုက်ရခြင်းဟာပုထုဇဉ်လူသားတွေရဲ့တန်တာမာရှိတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေကြောင့်စိုက်ရခြင်းဖြစ်ပါတယ်နော်ခရိယံဘာသာကိုရစရာမရှိအောင် ပုစုပတ်ဆက်ဆဲဆိုရိုင်းဆိုင်တာတွေလေ ဘောကလောက်တာမဟုတ်ရင်တောင်သူတစ်ပါးကိုပြုတ်တဲ့ကံအကျိုးပေးပဲလေတဲ့အခုလိုအချိန်ကာလမျိုးမှာဒါမျိုးစကားတွေမပြောတင်ဘူးနော်တက္ကတော်တို့ကဥစဉ်ကိုစေခွန်ပြောလို့ဥစဉ်ကမနာပင်မဲ့ဥစဉ်တခွန်းလောက်ပြန်ပြောလိုက်ရင်တက္ကတော်တို့ကဆက်ဆက်ခါအောင်နာတာနော်အခုတဘာဝဘေးခံစားနေရတာဟာဘုရားဘာသာတူတည်းမဟုတ်ဘူး ခရိယန်အစ္စလမ်ဗုဒ္ဓဘာသာဟိန္ဒူအားလုံးခံစားကြရတာအဲ့ဒီလိုအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာမလိုလားအပ်တဲ့ပဋိပက္ခအသွင်ကိုဆောင်သောတရားတွေမပြောပါနဲ့တရားတော်တို့ရဲ့ဘာသာမှာတန်ကန်ဤအကျိုးဆိုတာ မရှိဘူးနော်လာပြီးရောကြော်လာမလို့နဲ့ဥစဉ်အပူတွေမပြောချင်ဘူးဒါပဲပြောချင်တယ်နော်မြန်မာနိုင်ငံမှာရှိတဲ့မြတ်စွာဘုရားစံတော်ကအစ်စ်တွေလားဘုရားတဲ့ တခြားစံတော်တွေကိုတော့အစ်စ်လားအတုလားဆိုတာဥစဉ်လည်းမသိဘူးเนาะရွှေတဘောဖျားဌာပနာတိုက်ထဲမှာတီထားကိုးကွယ်တဲ့စံတော်ကတော့အစ်စ်ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်တုန်းကမြန်မာနိုင်ငံဥက္ကလာပတိုင်းမှာရှိတဲ့တဖုတ်သားနဲ့ဗန်လိကညီနောင်နှစ်ဦးတို့ဟာမိသိမဒေတာတို့ကိုုံရောင်းကုံတွေသွားကြပါတယ်အဲ့ဒီလိုကိုုံရောင်းကုံတွေသွားတဲ့အခါမှာဖျားပွင့်တဲ့အချိန်ခါနဲ့ကြုံကြိုက်တာကြောင့် တဖုတ်သားနဲ့ဗန္လိကညီနောင်နှစ်ဦးတို့ဟာမြတ်စွာဘုရားထံသွားရောက်ပြီးမုတ်ကျွတ်ကျွတ်နဲ့ပြာမုတ်ထုတ်တို့ကိုလှူဒန်း၍မြတ်စွာဘုရားရဲ့ကိုးစားအဖြစ်ကိုးကွယ်ရာအမွေနှစ်ကိုတောင်းပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကစံတော်ရှိစုကိုကိုးကွယ်ရာအမွေနှစ်ဖြစ်ပေးတော်မူလိုက်ပါတယ်။တဖုတ်သားနဲ့ဗန္လိကညီနောင်နှစ်ဦးတို့ဟာမြန်မာနိုင်ငံသို့ပြန်ရောက်တဲ့အခါမှာအဆိုပါစံတော်ရှိစုကိုဌာပနာထား၍စီတီတီထားကိုးကွယ်ပါတယ်။ အခုမြမပြည်သူ ပြည်သားများအလုံးဖူးတွေ့နေရတဲ့ရွှေတဂုံစီရီတော်မြတ်ကြီးဟာအဆိုပါစံတော်ရှိသူကိုဌာပနာထား၍တီထားကိုးကွယ်သောစီရီတော်မြတ်ကြီးဖြစ်ပါတယ်။စာမေးပွဲအောင်ရန်ဘယ်လိုကုသိုလ်လုပ်ရမလဲဖေရဖြေချပေးတော်မူပါဖေရတဲ့။စာမေးပွဲအောင်ခြင်းတဲ့ဆိုရင်ພັນစင်းရှင်၃ဦးရှိရပါမယ်။ພັນစင်းရှင်၃ဦးကဘသူတွေလဲဆိုတာကိုကြပြားလေးဖတ်ပြီးဖြေပေးမယ်နော်။ ။ဇရာရဲ့ခေါင်းစဉ်ကလည်းပဲဖန်ဆင်းရှင်၃ဦးတဲ့။ရေးတဲ့သူကရှင်ငိမ့်ပိုင်ကရေးတာပါ။သားတို့သမီးတို့စဉ်းစားပါ။အရန်တော့မယုံစရာ။စာမေးပွဲမှာ အောင်လူကစာကြိုးစားလိုက်ကြ။စာမေးပွဲအောင်ကျင်တယ်ဆိုရင်စာကြိုးစားပါနော်။ဇွဲနှစ်လုံးလအရင်ခံစူးစားအချိန်မှန်မှန်ထိုးသူအေကံချမ်းသာပွားပညာစီးပွားကောင်းကျိုးများမကြိုးစားဘဲအပြင်းထူစူပဲတောင်းနေသူ ကဲမိသူဘယ်မှရှိတေချာဒုက္ခရောက်မည်သိ။သာမွေးပွဲအောင်ဖို့အတွက်စာမကြိုးစားပဲဆူတောင်းနေမယ်ဆိုရင်သာမွေးပွဲကြတဲ့ဒုက္ခနဲ့ပဲရင်ဆိုင်ရမှာပါနော်။ကိုဤစွာအားကိုကိုပါတေချာကြီးပွားတိုးတက်မှာဗုဒ္ဓမြတ်စွာဟောညွန်ကြကောင်းကျိုးလိုလားကျင့်စေတာ။ကံညာဝရိယစွာအားများဖန်ဆင်းရှင်လို့မှတ်စေတာတဲ့။အဲဒီတော့ဖန်ဆင်းရှင်၃ဦးဆိုတာတန်ရဲ့ညာရဲ့ဝရိယရဲ့ အဲ့ဒီ၃ဦးပဲဖြစ်ပါတယ်เนาะကံဆိုတာကအလုတ်ကိုပြောတာပါစာကျက်တာဒီကံအလုတ်ပါပဲเนาะဉာဏ်ရှိဖို့ဆိုတာကလည်းပဲဘ ഹു တုတရှိဖို့လိုပါတယ်ဘ ഹു တုတဒီအသိဉာဏ်ကိုဖွံ့ဖြိုးစေပါတယ်เนาะဒါကြောင့်ဘ ഹു တုတရှိဖို့အတွက် စာပေများများဖတ်ပါဓမ္မစာပေတွေလည်းများများလေ့လာပါနောက်ဝရိယဝရိယဆိုတဲ့ကြိုးစားအားထုတ်မှုလည်းရှိရပါမယ် အဲ့ဒီဖန်ဆင်းရှင်၃ဦးရှိပြီဆိုရင်စာမေးပွဲအောင်ပါပြီเนาะဒါကြောင့်စာမေးပွဲအောင်ခြင်းတယ်ဆိုရင်အဲ့ဒီဖန်ဆင်းရှင်၃ဦးရှိအောင်ကြိုးစားပါလို့ပြောခြင်းပါတယ်အရှင်ဖေယရှင်မဟာမောဂလံကိုရိုက်နှက်နှိမ့်ဆက်တဲ့ခိုးသားတွေဟာအပြစ်ခံရအောင်မလားဖေယတဲ့ဒိဋ္ဌာဓမ္မခံသွားရတယ်လေเนาะရှင်မောဂလံကိုရိုက်နှက်တဲ့အကြောင်းအဇာတသမင်းသိတဲ့အခါမှာအဲ့ဒီခိုးသားတွေကိုဖန်ဆီးပြီးတော့ တွင်းတူးစေပြီးတွင်းတဲကိုစင်ခိုင်းပါတယ်။ခေါင်းလောက်ခေါ်ထားပြီးခေါင်းပေါ်မှာကောက်ရိုးတွေပုံပြီးမိရှို့ပါတယ်။ကောက်ရိုးတွေပြာကျသွားတဲ့အခါမှာတန်ထွန်သွားနဲ့ထွန်ပြီးတက်လိုက်တာကြောင့်အပိုင်ပိုင်ပြက်ပြီးတေဆုံးကုန်ကြပါတယ်။တေပြီးတဲ့အခါမှာလည်းအလုံးငရဲကိုကြားရောက်ရပါတယ်နော်။အရှင်ဖေယယဟန္တာတိုင်းကဇာမပြန်နိုင်ဘူးဆိုတာ ဟုတ်ပါသလားဖေယတဲ့။ ။တချို့ကကောင်းကင်ပြန်တာကိုဇံလို့ထင်နေကြပါတယ်။ဇံဆိုတာကကောင်းကင်ပြန်တာကို ပြောတာမဟုတ်ပါဘူး။เนาะ။ဇံဆိုတာစန့်ကျင်ဘက်နိဝရဏစသောအကုသိုလ်တရားများကိုလောင်တတ်ဝိကံပနအစွမ်းဖြင့်ပတ်သက်တတ်ကတိုင်းစသောပြဉ္ညာအာယုံကိုကြံစီတတ်စူးစမ်းစွာ ရှုကြည့်တတ်တဲ့သဘောကိုဇံလို့ခေါ်တာပါ။ကောင်းကင်ပြန်တာကိုဇံလို့ခေါ်တာမဟုတ်ပါဘူး။เนาะ။ ကောင်းကင်ပြန်နိုင်တဲ့ပုဂ္ဂိုလ်က၃မျိုးရှိပါတယ်။အဲ့ဒီ၃မျိုးကဘယ်သူတွေလဲဆိုရင်၁စေအင်းဓာတ်သတိအောင်မြင်နေသောဝိဇ္ဇာဇောကြီးတပတိများ၂အဘိညာဉ်ရသောပုထုဇဉ်ယဟန်များဒေဝရကြီးလိုပုဂ္ဂိုလ်မျိုးပေါ့နော်ဒေဝရကြီးဟာပုထုဇဉ်ဖြစ်တာမှန်ပေမဲ့မြေရှိုးမိုးပြန်နိုင်တဲ့အဘိညာဉ်တကူရရှိထားပါတယ်။၃အဘိညာဉ်ရသောယဟန္တာပုဂ္ဂိုလ်များ အဲ့ဒီပုဂ္ဂိုလ်၃မျိုးဟာကောင်းကင်ပြန်နိုင်ပါတယ်။ကောင်းကင်ပြန်တိုင်းယဟန္တာဖြစ်ရမယ်ဆိုရင်ဝိဇ္ဇာဇောကြီးတပတ်တိတွေယဟန္တာဖြစ်ကုန်ပါပြီ။ဒေဝတကြီးလည်းယဟန္တာဖြစ်သွားပါပြီ။ဒါကြောင့်ကောင်းကင်ပြန်တိုင်းဟာယဟန္တာမဟုတ်ပါဘူးနော်။ကောင်းကင်ပြန်တာကိုအဋ္ဌိဝိဒအဘိညာဉ်လို့ခေါ်ပါတယ်။အဋ္ဌိဝိဒအဘိညာဉ်ကိုပုထုဇဉ်ယဟန်တွေလည်းရတယ်လို့ယဟန္တာပုဂ္ဂိုလ်အချို့လည်းရပါတယ်။သဘောပေါက်ပါသေးနော်။